အားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မက်စလာ20ရက်နေ့ဒီကနေ့မှာထူဆန်းထွေလာစစ်ခွေးတို့ရဲ့ကဘာလို့ပဲဆိုရမလားပါပဲဟုတ်ပါတယ်အလံပြူထောင်ပြီးတော့ခွေးပြေးဝပြေးထွက်ပြေးသွားတဲ့စစ်ခွေးတွေအเจ้าမှာပြီးတာရောင်မှရှက်ကိုးရှက်ကန်းနဲ့ဘောင်းမီတောင်မပါပစိုးမပါ အင်းကြီးမပါတနတ်ပါမပါပဲ အလံပြူထောင်ပြီးခွေးော်ဝက်အော်ခွေးပြီးဝက်ပြီးထွက်ပြေးဆိုတော့ကျွန်တော်တို့အရသားတွေကလည်းဒါဖြူးစမ်းတဲ့အတန်တွေဆိုလဲထွက်ကြည့်ထွက်ကြည့်တာတော့မှသူတို့ကရှက်ကိုရှက်ကန်ရှက်ရမ်းရမ်းပြီးတော့ကျွန်တော်တို့ရသားပြည်သူကိုဆဲတော်ဆဲသွားသေးတဲ့ဆိုတဲ့အကြောင်းတွေပါနောက်တဲ့ဇင်းပုတ်မှာတော့ရဟရင်အစင်း20ကျော်လီရင်အစင်းပေါင်း200ကျော်နဲ့လီတက်သား9000ကျော် ပျက်စီးပြိုကွဲသွားတဲ့လေဓာတ်အကြောင်းကိုတင်ပြပေးမှာဖြစ်တယ်။နောက်ဆုံးမှာတော့လက်ရှိအချိန်မှာစစ်တွေမှာတကြံဗန္တတိစောက်ဖို့စ조사နေတဲ့အကြံဘက်ဖက်စစ်ခွေးကောင်တွေရဲ့အကြောင်းကိုကျွန်တော်တို့လာရှိုးမှာကားဖုံးထောင်ခဲ့တဲ့အကြောင်းတွေပါအဆက်သေးကျွန်တော်ရဲ့မိဘတွေကြားသိရမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ရဲ့ view ကိုအဆုံးအထိဝင်းရံကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းကို delivery စာ ဖိတ်ခေါ်လိုက်ပါတယ်ထူးဆန်းထွေလာစစ်ခွေးတို့ရဲ့ကဘာအစီစဉ်ဆိုတော့ဒီစဉ်နဲ့စမယ်ကျွန်တော်ရပြီပါဟုတ်ပြီအဲ့ဒီတစ်စဉ်ကရန်ကုန်ပြည်လမ်းမပေါ်မှာရှိတဲ့အကြမ်းဖက်ဖက်စစ်ခွေးဂိတ် စကန်ကိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဝင်းအောင်တိုက်ခိုက်တိမ့်ပိုက်ခဲ့တဲ့ဇလန်းကစလာပါဟုတ်ပါတယ်ရန်ကုန်ပြည်လမ်းဆိုရင်ကျွန်တော်ရပြီပါတွေအားလုံးသိမှာပါ အရှိဗီဒီယိုပိုင်းတွေမှာလည်းပဲကျွန်တော်တို့အမြန်လမ်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိဘပြည်သူတွေကျွန်တော်တို့ဒါခီးသွားကျွန်တော်တို့မိသားစုဝင်တွေသတိပြုဖို့ကို ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုမြဲကြည့်နေတဲ့သူတွေမှတ်မိပါဦးမှာဟုတ်ပြီဗျအုတ်တွင်းတာစုံဂိတ်မှာပါဆိုတော့အဲ့ဒီဂိတ်အကြောင်းကျွန်တော်ရဲ့မိဘတွေကျွန်တော်ကောင်းကောင်းသိတယ် ဆိုတော့အဲ့ဒီတာဆုံဂိတ်မှာကျွန်တော်တို့ဂိတ်လမ်းစုံရှိတယ်ဗျာကျွန်တော်တို့ဒါပြည်လမ်းမပေါ့နော်ဒါပြည်လမ်းမကြီးဆိုရင်ကျွန်တော်တို့အဲ့မှာဂိတ်တာဆုံဂိတ်ရှိတယ်အဲ့ဒီတာဆုံကနေပြီးတော့ကျွန်တော်တို့အတွင်းထဲကိုဝင်မယ်ဆိုရင်ကျွန်တော်တို့မင်းလှကိုသွားတဲ့မင်းလှမြို့ကိုသွားတဲ့လမ်းမှာဟုတ်ပြီအဲ့ဒီလမ်းစုံတာဆုံဂိတ်မှာဂိတ်ဆွဲထားတဲ့တချာထားတဲ့အကြမ်းမဲ့ဖက်စစ်ခွေးတွေပြူတွေရဲတွေကိုကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဝင်အောင်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ဟုတ်ပြီအဲ့ဒီဖြစ်စဉ်မှာကျွန်တော်တို့ဒီနေ့အစောပိုင်းမတ်လ20ရက်နေ့အစောပိုင်းဒါနက်နက်တနာရှိမိနစ်30ဝန်းကျင်မှာဝင်ရောက်တက်ခတ်ခဲ့တာပါဆိုတော့တိုက်ပွဲဖြစ်ပွားချိန်ကျွန်တော်တို့ကာဝေးရတပ်ဖွဲ့ဝင်တွေဝင်ရောက်ချိန်မုံချိန်3နာရီလောက်ကြာပါတယ်အဲ့ဒီ3နာရီလောက်တိုက်ခိုက်မှုတွေကြားရဲမှာပဲအချမ်းဘက်ဖက်စစ်ခွေးတွေရောအဲ့မှာနေပြီးကြားရဲပေါ့ဗျာ ဒါလမ်းမပေါ်မှာဂိတ်ထောင်တော့လဲပတ်စံရတဲ့ပတ်စံရတော့နေကြတဲ့ရဲတွေရောပြီးတော့ဘျူတွေရောပြီးတော့အဲ့ဒီမှာသူတို့တွေခေါ်လာတဲ့ပြည်သူစစ်ဆိုတဲ့ကောင်တွေရောအဲ့ဒီကောင်တွေအကုန်လုံးဟာပစိုးတော်မပါအင်ကြီးတော်မဝဲနိုင်အချို့ယူနီဖောင်းဆိုတာဝေးပြီးတော့ပေါ့ကျွန်တော်မြင်ပါဆိုတော့ကိုတုံးလုံးတီးနဲ့အလံပြူထောင်ပြီးတော့ခွေးပြေးဝပြေးခွေးအော်ပြေးခွေးအော်ဝဲအော်ပြီးတော့ထွက်ပြေးသွားတဲ့ဖြစ်စဉ် ဖြစ်ခဲ့ကြောင်းဒေသခံပြည်သူတွေစီကသိရှိထားပါတယ်။ဆိုတော့ဒီတဲ့ဘာကြောင့်လဲဆိုတော့သူတို့သပီးရဲလမ်းကြောင်းအဲ့ဒီလမ်းကြောင်းမှာသူတို့တွေအော်ဟစ်ပြီးတော့ပြေးကြတာ။ငဲတန်ပေါင်អော်ပြီးတော့ပြေးတာ။သူတို့အလဲကြတော့ပေမှာကြောက်နေတဲ့ငစနူကောင်းတွေ။ဟုတ်ပြီ။အဲ့လိုပြေးတဲ့လမ်းကြောင်းမှာရှိတဲ့ကျွန်တော်တို့ယတားပြည်သူတွေကတို့ရတယ်ဖွက်ကြည့်ဖွက်ကြည့်တော့ ကိုလုံးဒီပစိုးတော်ငွေးချိန်မရဖင်ပြောင်းအောင်အော်ပြေးနေတဲ့ကောင်တွေဆိုတော့လေအထူးအဆန်းပေါ့ဗျာဆိုတော့ကျွန်တော်ညီပါတယ်ကျွန်တော်နဲ့မှမြင်မလားမသိဘူးဗျာကျွန်တော်တို့ဒါနက်နက်အစောပိုင်းတနာယီနှစ်နာယီဝင်းကျင်လောက်အဲ့ဒီအချိန်မှာဖုန်းတိုင်းဖုန်းတိုင်းဆိုတဲ့အတန်တွေကြားပြီးတော့တကောင်းလေးလမ်းဖြူထောင်ပြီးတော့ကြောက်ဝါပြီးဗျမလုပ်ပါနဲ့တော့ပါဆိုတဲ့အတန်တွေနဲ့ညိုတဲ့ကိုဝင်ပြေး မျိုးတွေကိုဝင်ပြတဲ့အချိန်မှာကျွန်တော်တို့မျိုးတွေကအဲ့ဒီပဝင်းကျင်မှာကမျိုးကိုမရောက်ခင်မှာကျွန်တော်တို့ဒါခံမှန်းပေါ့နော်မိနစ်30 40လောက်ကျွန်တော်တို့အဲ့ဒီတရားအုပ်ဖို့ကျွန်တော်တို့မေလာမျိုးတွေကိုဝင်တဲ့လမ်းပိုင်းပုံစံမျိုးရှိပါတယ်ဆိုတော့အဲ့ဒီပဝင်းကျင်မှာရှိတဲ့သူတွေကလည်းဝင်ထွက်ကြည့်ကြတာပေါ့ထွက်ကြည့်တော့ဖင်ပြောင်နဲ့ပြေးနေတဲ့ခွေးသားတွေရဲ့ပုံစံကိုမြင်တော့သူစံပေါ့ဒါပေမဲ့သူတို့ ပစိုးတော်မပါပေါ်ဝါမပါဖင်ပြောင်ပြေးနေတာကိုထွက်ကြည့်လို့တဲ့ထွက်ကြည့်တဲ့ကောင်တွေကိုဆဲဆူချိန်မောင်းသွားတဲ့ဖြစ်စဉ်ဖြစ်သွားတာပါဆိုတော့ပြေးတဲ့ကောင်တွေကလည်းပဲသူတို့အလောင်းကိုသူတို့ပြန်ထမ်းပြီးတော့ပြေးနေတာကတမျိုးပြီးတော့အတိုးအပြတ်ဒဏ်ရာတီးတီးအော်ဟစ်ငိုယိုကျွေးကြော်ပြီးတော့ပြေးနေတဲ့ကောင်တွေကတဖုံဆိုတော့ဒီအုပ်စုကြီးကြည်ပြီးတော့ကျွန်တော်တို့ပြည်သူကတော့ရီမိပါပဲဆိုတော့ရီမိတဲ့ပြည်သူကိုသူတို့ကဆဲဆူချိန်မောင်းသွားတယ်စွတ်သွားတယ်ဟုတ်ကဲ့ပါ အဲ့ဒီမှာကျွန်မဖတ်စစ်ခွေးရဲနဲ့ဘျူရီအပါဝင်30လောက်ဟာခွေးပြီးတော့ပြီးထပ်ပြီးသွားရပါတယ်ဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့ပြီးပြီကျွန်တော်ရန်ကုန်ပြည်လမ်းမကြီးအဲ့ဒီလမ်းမကြီးပေါ်မှာမင်းလာတာဆောင်ဆိုတဲ့လမ်းဆောင်ရှိတယ်ဆိုတော့အဲ့ဒီလမ်းကိုအများနဲ့သုံးနေတဲ့သူတွေဒေသခံတွေသိပါတယ်ဆိုတော့အဲ့ဒီတာဆောင်မှာအဲ့ဒီကောင်တွေကဂိတ်စကန်ချထားတယ်ပြီးတော့လာတဲ့ရင်တွေကိုစစ်တယ်တောင်းဟင်ရပေါ့ပြီးတော့ရင်တာ ငွေကြီးခွေးတောင်းလို့တောင်းစားနေတဲ့ကောင်နေဆိုတော့ပတ်စံလေးလဲရနေတော့အဲ့ဒီမှာလူလာစုကျွန်တော်ကာဝေးတက်ဖွဲ့ဝင်တွေကဝင်ဖြုတ်တဲ့အချိန်မှာအလံဖြူပါထောင်ပြီးတော့ဖပြေးသွားရတဲ့ထူးဆန်းထွေလာစစ်ခွေးတို့ရဲ့ကဘာအကြောင်းမှာမကြခင်မှာလဲရုပ်တံဗီဒီယိုတွေထွက်လာပါအောင်မယ်ဟုတ်ကဲ့ပါဒီကနေ့မှာကျွန်တော်နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်ရဲ့မိဘပြည်သူတွေကိုကြံ မန်ဒရက်တင်နဲ့ပတ်သက်ပြီးတော့အတိပေးချင်တာပါထင်ရှားတဲ့ဥမာတစ်ခုနဲ့လဲကျွန်တော်တင်ပြပေးမှာပါဆိုတော့ကျွန်တော်လက်ရှိလက်ကျန်းမှာပစံဖြုံးမလားဒါမှမဟုတ်စပေးရှောင်းတွေအတွက်ပစံသုံးမလားဆိုတာကကျွန်တော်တို့တဦးချင်းစီတိုင်းစဉ်းစားကြည့်ရမှာဖြစ်တယ်။ဒါကြောင့်မပတ်စံဖြုံးမှုလိုလား တကယ်လို့တချမ်းမှာ ဖြုံးရမဲ့ပဆန်ကိုစပေးရှောင်တွေတွက်သုံးမယ်ဆိုရင်ဘလောက်တိကျွန်တော်တို့အကျိုးဖြစ်ပွားနိုင်မလဲဆိုတော့ဒါလေးကိုလည်းကျွန်တော်တို့ဒါစဉ်းစားရင်းနဲ့ဒီကနေ့မှာတော့အချမ်းဖတ်စစ်ခွေးတွေဟာစစ်တွေမှာတချမ်းမန်တက်တိဆောက်ဖို့နဲ့တချမ်းကိုစီကားဆိုတာကျင်းပနိုင်ဖို့ကိုသူတို့တွေစီစဉ်နေကြပါတယ်အဲ့ဒီစီစဉ်နေတဲ့စစ်တွေရဲ့ဝင်ချီတို့ ထိန်လင်းတဲ့အဖွဲဟာကော်မတီတွေအဖွဲစီဝေးတွေထိုင်ပြီးတော့စစ်တွေမှာတကြံကို ပုံစံမပြတ်ဟန်ဆောင်ပန်းဆောင်ကျင်းပဖို့ကိုသူတို့တွေပြင်ဆင်ထားပါတယ်ဟုတ်ပြီစစ်တွေမှာတကြံပွဲတွေကျင်းပပြီးတော့မန္တကြီးတွေစောက်ပြီးတော့အဲ့ဒီမန္တကြီးတွေမှာတွားရောက်ပျော်ပါပြီးတော့ပတ်စံကိုသုံးမလားရခိုင်မှာလက်ရှိဒါတိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက်ပိုင်းမှာကျွန်တော်တို့ဒါစစ်ပေးရှောင်တွေအလုံးမများပြားနေတဲ့အချိန်ဒါစာနာရိတ်ခါတွေမလိုလောက်တဲ့အချိန်မှာရခိုင်ရဲ့စစ်ပေးရှောင်တွေနဲ့ရခိုင်တွေမဟုတ်ဘောအဲ့ဒီစစ်ပေးရှောင်အကုန်ပါတယ်အခြားသောမျိုးနွယ်စုတွေပါတယ်ဒါဒီကိုယ့်ဝေရအတီးတီးဘာသာဝင်အမျိုးမျိုးပါကြတယ်ဆိုတော့သူတို့အတွက်မဆန်သုံးလားဆိုတာကိုလည်းပဲကျွန်တော်တို့အဲ့ဒီစစ်တွေမှာရှိတဲ့လူတွေနဲ့ အဲ့ဒီပဝင်းကျင်မှာရှိတဲ့ဒေသခံတွေကိုလည်းကျွန်တော်အာမိကုံထောက်ရမယ်အချိန်ဖြစ်ပါတယ်ဟုတ်ကဲ့ပါတစ်ခါတည်းမှာဂျန်ဟေးဆိုတာနဲ့လူငယ်ပီပီပြီးတော့အာပျော်ပါတတ်တဲ့ပုံစံလေးတွေလို့ကျွန်တော်တို့မြင်တွေ့နေရလို့ပါဟုတ်ကဲ့ပါကျွန်တော်တို့လက်ရှိအချိန်မှာစစ်တွေကာကင်းတွေတောင်မှတိုက်ခိုက်သိမ့်ပိုက်ခံနေရတဲ့အချိန်ပြီးတော့အာခတ်တော့အေအေပြီးတော့အချမ်းဖတ်စစ်ခွေးတက်နဲ့လက်နက်ကြီးတွေ့ ရှင်ပြီးတော့ပြစ်နေတဲ့တိုက်ပွဲတွေအကြားတွေမှာအကြမ်းမဖက်စစ်ခွေးတက်စစ်တွေကဝင်ကြီးတို့ထိန်လင်းဆိုတဲ့ကောင်ကဘာကြောင့်တကြံမန်တက်တိဆောက်ပါလဲကျွန်တော်တို့ဟာဒါနေရာဒေသအသီးသီးမှာလက်ရှိတိုက်ပွဲပေါ်ဆောင်နေကြတာပါကျွန်တော်ပြည်သူတွေအကြမ်းမဖက်စစ်ခွေးအာနာယူအုပ်စုအောက်ကနေပြီးတော့လွတ်မြောက်နိုင်ဖို့ကိုကျွန်တော်နေရောညာကြိုးစားနေကြတာ ဆိုတော့ဒီချိန်မှာတစ်ဖက်ရန်သူဟာဘလောက်တိုက်ပွဲတွေဖြစ်နေတယ်လက်ရှိချိန်မှာစစ်တွေကကွင်းတွေတောင်မှဆုံးရှုံးရတဲ့အခြေအနေနေလားညလာတိုက်ပွဲတွေပြင်းထန်လာတဲ့အချိန်မှာစစ်တွေမှာတကြံမန်တက်စောင့်မယ်ကြီးကျယ်တဲ့ရေစကားမန်တက်ကြီးတွေလုပ်မယ်ဆိုတော့သူတို့ဘာအတွက်လုပ်မှာလဲဒါဆိုရင်တော့ကျွန်တော်တို့စဉ်းစားရမယ့်အချက်တွေအများကြီးပါလာပါတယ်ဟုတ်ကဲ့ပါ တကယ်လို့များအဲ့ဒီနေရာကိုလက်နဲ့ကြည့်ကြလာခဲ့ရင်ဘယ်သူတာဝန်ယူမှာလဲဆိုတော့တာဝန်ယူမှုတာဝန်ခံမှု ဆိုတာက နောက်မှာကျွန်တော်တို့ရဲ့အယတားပြည်သူတွေထိမှာပဲဆိုတော့မန်တက်လုပ်တယ်ဆိုရင်ဘာပဲဖြစ်ဖြစ်ကလေးတွေဟာအစဒါရေကစားမတ်တက်မှာလာရောက်စော့ကစားတက်ကြတယ်ဆိုတော့ဘယ်သူမှလာမစော့ဘူးဆိုတာကတော့ဒါတမျိုးပေါ့ဗျာဟုတ်ပြီတကယ်လို့လက်နဲ့ကြည့်ကြမယ်ဆိုရင်အဲ့ဒီမှာ တကြံပွဲတော်ဆင်နွှဲဖို့အတွက်စီစဉ်ခဲ့တဲ့ဝင်ကြီးထုတ်ထိန်လင်းဆိုတဲ့ကောင်တာဝန်ယူမှလာတာဝန်ယူမယ်ဆိုရင်ဘယ်လိုမျိုးတာဝန်ယူမှလဲဆိုတာကလည်းမိကွန်းမိเสียရှိပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကကျွန်တော်တို့ရခိုင်ဒဲမှာရှိတယ်ကျွန်တော်တို့ရဲ့ဒေတာခံတွေကိုအစုလိုက် အပြုံလိုက်သိစီလူတဲ့ဆန္နာကြောင့်လား ကျွန်တော်စဉ်းစားရမယ်အချက်တွေအများကြီးရှိတယ်။ဟုတ်ပြီ။တကယ်လို့အဲ့ဒီမန်တက်ကိုလည်းသူတို့တွေလုံမယ်။မစောက်တာကတော့စောက်မယ်ပေါ့ဗျာ။ပြီးတော့သူတို့တွေအဲ့ဒီမှာပြင်မယ်ဆင်မယ်ပြီးတော့တကြံကာလာရောက်လာတဲ့အချိန်မှာအဲ့ဒီတကြံပွဲတော်မှာဝင်းအောင်ဆင်နွှဲမဲ့ကောင်တွေဟာအယက်သားဟန်ဆောင်ပြီးတော့သူတို့လက်အောက်ကစစ်ခွေးကြုံတွေပါဝင်ဆင်နွှဲပြီးတော့အဲ့ဒီမှာ ကျွန်တော်တို့အယတာပြည်သူတွေကိုထိခိုက်ပြန်ရရရှိအောင်ပုံဖြတ်ဆောင်ရွက်ခဲ့မယ်ဆိုရရောရခိုင်ဟာလက်ရှိရခိုင်သူရခိုင်သားတွေလက်ထဲအလုံးစုံ ရောက်ရှိနေပါတယ်ပြီးတော့ ULAA ရဲ့ထိန်ချုပ်မှုအောက်ကိုလည်းအလုံးစုံရောက်ရှိနေတဲ့နေရာပါဟုတ်ပြီဒါနဲ့ပတ်သက်ပြီးတော့ချိုင်းမိပါတွေဒါရှင်တွဲပြီးတော့စဉ်းစားနိုင်ဖို့ကိုကျွန်တော် လာရှိုးမှကဘုံကွဲတဲ့ကိစ္စနဲ့တပြချင်ပါတယ်ဟုတ်ပြီလာရှိုးမြို့ကာကင်းစခန်းတွေတိုက်ခိုက်ခံရတဲ့အချိန်အခုကျွန်တော်တိဆက်နေတယ်ကျွန်တော်ပြပြနေတယ်ဒါစစ်တွေကာကင်းစခန်းတွေတိုက်ခိုက်ခံရတဲ့အချိန်တချိန်ကလာရှိုးကာကင်းစခန်းတွေတိုက်ခိုက်သိမ့်ပိုက်ခံနေရတဲ့အချိန်မှာပဲလာရှိုးမြို့ထဲမှာဖျားပွဲအတင်းကျပ်စီစဉ်ခဲ့ကြတယ် ပြန်မဖတ်စစ်ကျွန်းတော့ကောင်းလေဘာကြောင့်သူတို့တွေတလောက်တိုက်ပွဲတွေဖြစ်နေတဲ့ကြားတယ်ဖျားပွဲကိုလုတ်သွားတာလေဆိုတော့အဲ့ဒီဖျားပွဲမှာအဲ့ဒီလာရှိုးမှရှိနေခဲ့တဲ့လာရှိုးကျွန်တော်တို့မျိုးမသိအသိမခံရသေးဘူးเนาะကျွန်တော်ပြပါအဲ့ဒီအဲထဲမှာရှိနေစေအချမ်းဖတ်စစ်ခွေးကောင်တွေဟာ လာရှုံးမျိုးအတွင်းနဲ့အဲ့ဒီဖျားပွဲအနီးမှာကားပုံထောင်သွားတယ်အဲ့ဒါကျွန်တော်တို့မှာတက်တိန်နဲ့တကွာရှိတယ်ကျွန်တော်မြင်ပါကားပုံထောင်တယ်ပြီးတော့ကားပုံကိုသူတို့ထောင်တယ်သူတို့ခွဲတယ်ပြီးတော့ကားပုံခွဲတဲ့အချိန်မှာအနီးနားမှာရှိတဲ့ကလေးငယ်ကိုဘုံစားထိမှန်သွားတယ်ဆိုတော့ဘုံစားထိမှန်သွားတဲ့အချိန်မှာကားပုံပောက်ကွဲတဲ့အချိန်မှာ အဲ့ဒီဘုံသားထိမှန်သွားတဲ့ကလေးငယ်ဟာ PDF ပါဆိုပြီးတော့သူတို့တွေထုတ်ပြန်တယ်ကြီးညာတယ်ဒါပေမဲ့အဲ့ဒီကားဘုံပေါက်ပွဲမှုကြောင့်တည်ဆုံခဲ့ရတဲ့ကလေးငယ်ဟာ PDF မဟုတ်ဘဲနဲ့ဒေတာခံစစ်စစ်ဖြစ်တဲ့အကြောင်းကိုအဲ့ဒီလာရှိုးမှာရှိတဲ့ဒေတာခံတွေဟာလူမှုကွန်ရက်ဆိုရှယ်စာမျက်နှာအထက်တီးတီးမှာ ပြန်လည်မျှဝေတင်ပြတဲ့အတွက်သူတို့ရဲ့ကြီးညာချက်ဟာအလိန်အညာကြီးဆိုတာဘူးပေါ်သလိုပေါ်ခဲ့ရပါတယ်။ဒါကြောင့်မှအခုလာရှုံးမှာကားဖုံးကိုသူတို့ကိုယ်တိုင်ထောင်ပြီးတော့သူတို့ဖောက်ခွဲခဲ့တယ်ပြီးတော့ PDF ဆိုပြီးတော့သူတို့ခေါင်းစဉ်တက်တယ်။ဒါတော့ဒေတာကန်တွေက Facebook မှာတင်ပြခဲ့လို့သူတို့ရဲ့အလိန်ပေါ်သွားခဲ့တာအခုစစ်တွေမှာကြံမတက်ကြီးတိဆောက်မယ်။ ဒီလိုပုံစံမျိုးတွေဖြစ်ပေါ်လာမယ်ဆိုရင်ထိခိုက်ရမှာကကျွန်တော်တို့ပြည်သူသားလေးဖြစ်ပါတယ်ဆရာအကြံမှာပတ်စံဖြုံးမလားကျွန်တော်တို့စပေးရှောင်းတွေအတွက်ပတ်စံဖြုံးမလားဆိုတဲ့ခေါင်းစဉ်လေး ਨੇ ကျွန်တော်မိဘတွေကိုသိပြခဲ့ခြင်း ဖြစ်ပါတယ်ဟုတ်ပြီဒီကနေ့မှာကျွန်တော်အဓိကသိပြခြင်းတဲ့အကြောင်းအရာရှိပါတယ်အဲ့ဒီအကြောင်းအရာကတော့လေတကြီးတစ်ခုပျို့ကွဲသွားတဲ့အကြောင်းပါ မှန်ပါတယ်လေရင်အစင်း140ကျော်ရဟရင်အစင်းပေါင်း20ကျော်နဲ့လီတာသားပေါင်း8000ကျော် ရှိတဲ့လီတာကြီးပြိုကွဲခဲ့ရပါတယ်အဲ့ဒီဖြစ်စဉ်ကတာလီဘန်တွေဟာအာဖဂန်ဒေရက်ကိုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာဒါကိုကျွန်တော်တို့ဒါမြို့ပြပြည်သူတွေနဲ့ကျွန်တော်တို့ရဲဘော်ရဲဘက်တွေပြန်လည်ပြီးတော့လိလာနိုင်ဖို့ကျွန်တော်ဝင်မျှခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါ တာလီဘန်တွေဟာပျောက်ကြားစစ်တိုက်တဲ့ပုံစံပြောချင်တာကပျောက်ကြားစစ်တကယ့်ကိုတုံးတဲ့သူတွေဖြစ်ပါတယ်နောက်27ခုနဲ့2021ခုနဲ့မှာအမေရိကန်တပ်ဖွဲ့တွေကအာဖဂန်ကနေပြီးတော့ပြန်ဆုတ်သွားခဲ့ပါတယ်အဲ့ဒီမှာကြံခဲ့တဲ့ဒါအာဖဂန်အစိုးရဆိုတဲ့အုပ်စုကိုကျွန်တော်တို့တာလီဘန်တွေဒါဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အကြောင်းမှာအဲ့ဒီထိုးစစ်အဲ့ဒီတိုက်ပွဲတွေမှာ တာလီဘန်တွေတဲ့အဟန်တာဟာလေးချောင်းအဟန်တာဖြစ်ပါတယ်ဆိုတော့သူတို့တွေကြွအရန်ကိုခတ်ခဲတယ်လက်ရှိကျွန်တော်တို့နိုင်ငံအတွင်းထဲမှာအကြမ်းဖက်ဖက်စစ်ခွေးတဲ့ဒီချောင်းကနေပြီးတော့နေ့စဉ်ဒီနေ့ကျွန်တော်သတင်းပြောနေတဲ့မတ်လာ20ရက်နေ့ဒီနေ့မှလည်းပဲဘုံကျဲတက်ဖြတ်ခဲ့ကြသေးတယ်ဆိုတော့ဒီလိုမျိုးလေးချောင်းအဟန်တာကိုသူတို့ဘယ်လိုကြော်ဖြတ်မလဲသူတို့မှလည်းလေရင်ပြစ်မရှိဘူး ဟုတ်ပြီကွာငါတို့တွေကောင်းကင်မှာ ရှိတဲ့လေရင်တွေကိုပြစ်ချနိုင်တဲ့လေရင်ပြစ်လက်ဆက်မရှိဘူးဒါဆိုရင်တော့မြေပြင်မှာရှိတဲ့လေရင်ကိုမောင်းနေတဲ့ pilot တွေကို ပြစ်မယ်ကွာ pilot တွေနဲ့မိသားစုဝင်တွေပါပြစ်မှတ်ထားပါတော့လေဟုတ်ပြီပြီးတော့အဲ့ဒီတပွဲဝင်တွေဟာ တော်တို့ဒါလူမှုကွန်ရက်ဆိုရှယ်စာမျက်နှာကို printing ကြကြအသုံးပြုပါတယ်ကျွန်တော်တို့အခုတော်လှန်ရေးရဲ့ကျွန်တော်တို့ဒါဆိုရှယ်အသုံးပြုတဲ့ပုံစံနဲ့လဲစင်တူပါတယ်လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာအထက်တီးတီးမှာအဲ့ဒီ pilot တွေရဲ့တူးချင်းစီတိုင်းရဲ့အချက်လက်တွေကိုရှာဖွေတယ်ပြီးတော့အဲ့ဒီ pilot လေတရေဆိုတဲ့ကောင်တွေရဲ့တုံးနေတဲ့အကောင့်တွေကအစတေချာစင်းပြုစုတယ် ပြီးတော့သူတို့ရဲ့မိသားစုဝင်တွေပါအကုန်လုံးကိုစုံစမ်းထားတယ်ဒီဒီပြီးတော့အဲ့ဒီလေတရေတွေကိုပြမှတ်ထားပြီးတော့လေရင်ဘော်တောင်မှတက်လို့မရအောင်လေရင်ဘော်တက်ရင်ကြောက်နေအောင်လေရင်နဲ့ဘုံကျဲဖို့မပြောနဲ့လေရင်ဘော်တက်ရင်တောင်မှ၆ချားနေအောင်သူတို့တွေလှုပ်ဆောင်နိုင်ခဲ့ကြတယ် ပြီးတော့သူရဲ့မိသားစုဝင်တွေကိုလည်းသူတို့ကောင်းကောင်းပြစ်မှတ်ထားပြီးတော့ထိန်းချုပ်ကစားခဲ့တဲ့ဖြူဟာပေါ့ဗျာဟုတ်ပါတယ်နောက်တစ်ခုကဖမ်းမိတဲ့လေတသားတွေကိုလည်းပဲသူတို့တွေပေါ်ပြပြီးတော့စိတ်သက်စစ်စင်ရေလုံဆောင်အောင်မြင်ခဲ့တယ်ပြီးတော့ဒီမိသားစုဝင်တွေရှိတဲ့ပိုင်လော့တွေရဲ့နိုင်ွက်တွေကိုနှီးပြီးတော့ ပိုင်လော့တွေရဲ့ပျော့ကွက်ပြောချင်တာကလေတရေတွေရဲ့မိသားစုဝင်တွေကိုပြစ်မှတ်ထားပြီးတော့ပျော့ကွက်အဖြစ်ပြန်လဲအသုံးပြုခဲ့တယ်။ဟုတ်ပြီအဲ့ဒီရလန်းနဲ့ပတ်သက်ပြီးတော့လေရင်စင်းပေါင်း140ကျော်ရဟရင်20ကျော်နဲ့လေတရေပေါင်း9000ရှိပါတယ်ဆိုတော့အာဖဂန်လေတကြီးပြုတ်ခွဲသွားပါတယ် မဖြစ်နိုင်ဘူးမလုံနိုင်ဘူးကျွန်တော်တို့ຫນွေဦးရဲ့အစမှာလည်းပဲဒီလိုပဲကျွန်တော်တို့သုံးသပ်ခဲ့ကြတယ်ကျွန်တော်တို့မိဘတွေနဲ့အတူတူ ကျွန်တော်တို့အကောင်းဆုံးကြုံဖြတ်ခဲ့ကြတယ်ဆိုတော့အချိန်ဆိုတာရှိပါတယ်အလှည့်ဆိုတာလည်းရှိပါတယ်ဟုတ်ကဲ့ပါဒါအပြင်အချို့ပိုင်လော့တွေဟာလေရင်နဲ့တကွဥစဘက်ကစ္စတန်ကိုဖပီးခဲ့ကြရတယ် ဒါအပြင်သူတို့ရဲ့ဒါတမရကြီးဆိုတဲ့ကောင်အာရှက်ဂါနီဘာနိုင်ငံသားကိုထပ်ပြေးခဲ့ရပါတယ်ဟုတ်ပြီဒါလို့ဆိုရင်တော့လီဒါခုကိုဘလူမျိုးကျွန်တော်တို့ပြတ်မှတ်ထားပြီးတော့တိုက်ခိုက်ချေမှုန်းဖို့ကျွန်တော်တို့ဘာရီထဆောင်းပြီးတော့ပြင်ရမလဲဘာရီလုဆောင်ဘွက်ရမယ်ဆိုတဲ့ချက်တွေကိုကျွန်တော်ရဲ့ရဲဘော်ရစ်ဘတ်တွေ မြင်တွေ့ရပြီလို့ကျွန်တော်ယုံကြည်ပါတယ်ဒါတွေဟာတကယ်အလုတ်ဖြစ်ပြီးတော့တကယ်ပေါင်မြင်ခဲ့တဲ့ viewer တွေဖြစ်ပါတယ်ဆိုတော့လင်းရင်မောင်းမဲ့ကောင်တွေရဲ့လင်းမော်တက်ပြီးတော့ကျွန်တော်တို့ပြည်သူကိုဘုံတလုံးကျဲတာ ਨੇ သူတို့တွေရဲ့ဘဝဘလောက်ထိစုတ်ပြတ်သက်သွားမလဲ ဘလူမျိုးညီကုန်းချုပ်ရမလဲပြီးတော့သူတို့တွေရဲ့မိသားစုဝင်တွေအဲ့ဒီပြည်သူကိုတတ်နေတဲ့သူကိုဝင်းရင်ကူညီ နေတဲ့သူတွေရဲ့နောက်ဆက်တွဲအကျိုးဆက်တွေဘလောက်ထိခါတိလဲဆိုတာကိုသူတို့ကိုနိုင်တိဖို့ရေးကြည့်ရပါ ါကြောင့်ဒီကိစ္စမှာလေတကြီးတစ်ခုလုံးပြုတ်ခဲသွားတဲ့အကြောင်းအရာတွေဆက်ဆက်ပြီးတော့ကျွန်တော်တင်ပြခဲ့ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရင်ပြီးပါတယ်ဒီကိစ္စမက်စလာ20ရက်နေ့မှာပဲကျွန်တော်တို့မကွေးတိုင်းချင်းလင်းမှာအကျံဖက်စစ်ခွေးဟာ မနက်စောပိုင်းနှစ်နာရီကာလမှာပဲဒီကြောင်းကနေပြီးတော့ပုံကျဲခဲ့ပါတယ်အဲ့ဒီပုံကျဲမှုအတွင်းမှာကျွန်တော်တို့ရသပြည်သူ၄ဦးတေဆုံးခဲ့ရတယ် 20ကျော်ဒဏ်ရာရရှိခဲ့တယ်အဲ့ဒီ၄ဦးတည်ဆုံးခဲ့တဲ့အထဲမှာចောင်းသူ2ဦးပါဝင်ပါတယ်ဟုတ်ပြီအဘေပန်းရွာမှာဘုံကျဲခဲ့တာပါဘုံကျဲမှုနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ရဲ့ယသားပြည်သူအင်ဂျီ40ကျော်ပွင့်ထွက်ပေါက်ကွဲမိလောင်ခဲ့ရပါတယ်ကျွန်တော်ပြည်သူကျွန်တော်မိသားစုဝင်တွေအရန်ကိုအိမ်မောကြနေတဲ့မနဲ့နှစ်နာရီ ကျွန်တော်ငငယ်တော့ကြားဘူးတာကမနေ့နှစ်နာရီဝင်းကျင်ဆိုတာတခိုးတွေတောင်းញမ်းတဲ့အခြေဆိုတော့လက်ရှိအခြေမှာတော့အချမ်းမဲ့ဖက်စစ်ခွေးတက်ရဲ့လီခွေးတွေတောင်းញမ်းနေတဲ့အခြေဖြစ်သွားပါတယ်ဆိုတော့ကျွန်တော်ကလင်းကြီးတွေအိမ်မောကြနေတဲ့အခြေမှာဒီကောင်တွေဟာရေချက်ရှိရှိနဲ့ဘုံကျဲတက်ဖြတ်ခဲ့ကြတယ်ဒါကြောင့်လီပဲလီခွေးတွေ ਨੇ သူတို့ ਨੇ ပတ်သက်သူ အလုံးကိုကျွန်တော်တို့ပြပြတတ်တရေးယူဆောင်ရွက် နေကြပါတယ်အရေးယူဆောင်ရွက်ရမယ့်အချက်လက်တွေလည်းကျွန်တော်တို့အလုံးမှာရှိနေပါတယ်ဆိုတော့သူ့အလှယ်ကိုယ်အလှယ်ဆိုတာရှိပါတယ်ကျွန်တော်တို့မှာလင်းပြက်ကူမရှိလို့ဆိုပြီးတော့ကျွန်တော်တို့ကိုလေချောင်းကနေပြီးတော့ဖြဲရဲချင်းချောက်လို့ကျွန်တော်တို့ကြောက်သွားမယ်လို့ထင်နေဆိုရင်တော့ယနေ့ နယူတော်လန်ရှိ2025ထိရောက်လာမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုတင်ပြရင်းနဲ့ဒီကနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပြရစေ။နောက်လာတဲ့ဗီဒီယိုတွေကိုတစ်ချက်ပိုပေါအောင်ကျွန်တော်စ조사ပေးနေပါတယ်။လက်နဲ့ပေးစစ်ပေးကပေးကြောက်အောင်လေကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘော်တိုးကြီးစီတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့ကြောင်းလေးလေးနဲ့ဆူတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလိုက်ပါ။